အီသီယိုးပီးယားနိုင်ငံကထူးခြားတဲ့အိမ်များအီသီယိုးပီးယားနိုင်ငံတောင်ပိုင်းမှာရှိနေတဲ့ဒေါ့စ်ယွာဟာဆွေတို့အိမ်ဆောက်လုပ်ပုံထူးခြားမှုတွေကြောင့်နာမည်ကျော်ပါတယ်။ဒီပါကအိမ်တွေကိုတပယ်တွေကိုခုတ်ထည့်ပြီးတော့ဆောက်လုပ်ထားတာမဟုတ်ဘဲနဲ့တဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်ညီတဲ့ငပြောပင်ရဲ့အမြင်တွေကိုအသုံးပြုပြီးတော့ဆောက်လုပ်ထားတာဖြစ်ပါတယ်။ဒီအိမ်တွေရဲ့ပုံမှန်သဏ္ဍာန်ကလည်းဆင်ရက်ပါဇက်လိုလိုပျွေးစိတ်အိမ်လိုလိုထူးခြားတဲ့အသွင်ပြင်ကိုပိုင်ဆိုင်ထားတာပါအိမ်တွေကိုတိဆောက်တဲ့အခါမှာတော့ ် Anxax လို့ခေါ်တဲ့ငပြောမျိုးနွယ်ဝင်အပင်တစ်မျိုးရဲ့အမြင်တွေကိုအဓိကအသုံးပြုတာဖြစ်ပါတယ်။ဒီအမြင်တွေကိုရေစိုးခံအောင်ပြုလုပ်ပြီးတော့အိမ်ရဲ့နေရံတွေပြင်ခြံစည်းရိုးတွေကိုပါတိဆောက်တဲ့နေရာမှာအသုံးပြုပါရစေ။အိမ်ရဲ့ခေါင်းမိုးတော့ဝါးနဲ့ရပ်ပြီးတော့အပေါ်ကနေသေးရွက်ခြောက်တွေနဲ့ဖုံးအုပ်ထားတာဖြစ်ပါရစေ။အိမ်ရဲ့ပုံမှန်တံတန်းကအမြင်ကိုထောင်တက်နေတဲ့အတွက်မိုးရေတွေအလွယ်တကူစီးဆင်းနိုင်ပြီးအိမ်ထဲကိုရေဝင်ရောက်မှုမရှိအောင်လို့ကာကွယ်ပေးထားတာပါ။ငပြောအိမ်တွေရာဆွေးနှုတ်အလုံးခိုင်ခံပြီးပြင်းပြအားဖြင့်အနည်း60လောက်ထိအသုံးပြုနိုင်ပါရစေ။ အိမ်ရဲ့အောက်ခြေပိုင်းကပျက်စီးလွယ်တာကြောင့်နှင်းအနှဲငယ်ကြားတိုင်းမှာအိမ်ကိုမူလနေရာကနေရွှေ့ပြောင်းပြီးတော့ပြုပြင်ကြတာပါ။ဒလိုရွှေပြောင်းတဲ့အခါမှာအိမ်ကိုမပြည့်စည်ပဲနဲ့အလွဲတကူရွှေပြောင်းနိုင်တာဟာဆိုရင်လေဒီအိမ်တွေရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒေါစရွာကအိမ်တွေဟာတဘာဝပတ်ဝန်းကျင်နဲ့အလွန်လိုက်ဖက်တဲ့အပြင်အီသီယိုးပီးယားသားတွေရဲ့ရိုးရလက်မှုပညာနဲ့ဉာဏ်ပညာကိုပါဖော်ပြနေတဲ့အဖို့တန်ရင်ကျိမှုအမွေအနှစ်တစ်ခုဖြစ်ပါရဲ့ရှင်။